ဲ့ပြူကြတိုင်းနောက်ပခုံးကိုခေါင်းအောင်လှုပ်လို့ဆက်ရှိလက်ရှိပေါ်ငုတ်ချလိုက်။ဟောင်းဝါနဲ့ကျွန်တော်နဲ့ကကျွန်တော်ရဲ့ရည်စားတာဆိုတဲ့တခြင်းလေးစပြီးတော့ရိုက်ပါတယ်။စင်ရဲ့မစင်ချမ်းသာမစင်ချမ်းမာမစင်နာဖျားအာချုံမြိန်တော်လက်စားချေခြင်းဇက်ကာမှာရိုက်ပါတယ်ပြီးတော့ကျွန်တော်နဲ့သူနဲ့ကျွန်တော်အခုရုပ်ရှင်ပြန်ရိုက်တော့စိတ်ကကြိုးရိုက်ပါတယ်။ကိုမမင်းကလိုက်ရှာနေအကြမ်းလားရှိတယ်။ဖြစ်ပြမဲ့ဆိုရင်ရောရုပ်ရှင်တရုပ်ဆောင်ဘဝမှာကျွန်တော်ရုပ်ရှင်ဇက်ကာအများဆုံး တွဲဖက်တယောက်ဆောင်ဖြစ်တာတော့ခင်ဝင်ပါနဲ့ပါငါရှိတယ်ကဘာပြတော့နေကြည့်ဆယ်မယ်ဒီနေ့ကျွန်တော်နိုင်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေပါတယ်ဒါရိုက်တာကကိုအော်ရတာပါ တွဲဘက်တရုတ်ဆောင်ကခင်ဝင်သွားပါ။အကယ်ဒမီကစုတယ်ပွဲလို့လည်းပြောလို့ရတာ။အကယ်ဒမီကစုတယ်ရုပ်ရှင်ပေါ့။အဲ့လိုအင်းပေါ့နော်။ဟိုဒရိုက်တာရောမင်းသမီးရလည်းအကယ်ဒမီစုရှင်နေပါ။ဒီနေရာကဒါမော်ဘီပန်းတပွင့်တောင်မှာ ရှိတဲ့မော်ဘီကမ်ပိန်းအေရီယာပါ။ကမ်ဆိုက်လေးပါ။အဲဒီမှာကျွန်တော်လည်းဒါအခုမှဒီဇက်ကရိုက်ရိုက်ဖို့အတွက်မှရောက်ဖူတာပါ။ romantic comedy အမျိုးအစားပါ အချစ်ဟာတာကပါ ကျွန်တော်ငကူကလေးကဟိုဟာသဟိုကာနဲပါတယ်ငငယ်ကလေးကကျွန်တော်ရိုက်ဖူးတာဒီဒီလို romantic comedy တွေပဲရှိပါတယ်အများသောအဖြစ်ကတော့ကျွန်တော် romance နဲ့ drama ရိုက်တာများပါတယ်အဒီဇက်ကကျွန်တော်ဒီ covid ကာလလောက်ကအိမ်မှာနေနေရင်းနဲ့ဟိုစိတ်ကူးရင်ပြီးတော့ရေးထားတဲ့ဇာတ်လမ်းလေးပါကျွန်တော်ရဲ့စိတ်ကူးပေါ့ပြီးတော့ ဒါကိုဒီဖြိုးတင်စာကြုံနဲ့တွဲဖက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဇက်ဇက်ညုံဖန်တီးပါတယ်အဲ့တော့ဇက်ညုံကတော့ဖြိုးတင်စာကြုံပေါ့ပြီးတော့ဆရာလွင်မင်းအာနေပြီးတော့တဖန်ပြန်ပြီးတော့အဲရိုက်ရိုက်ညုံဆိုပြီးတော့ပြန်ရေးပါတယ်ပြီးတော့ကိုအရတနဲ့ထပ်ပူပေါင်းပြီးတော့မှဒါအခုကတော့ရိုက်ကူးနေတဲ့အချိန်လေးပါကျွန်တော်ရိုက်နေတုန်းကာလဆိုတော့ဟိုဇက်အစဆုံးကြီးတော့မပြောနိုင်သေးပါဘူးအဲဒီဒီကားက ဒါကျွန်တော်ရခင်ဝင်းဝါရဲ့အဓိကနှစ်ယောက်တည်းပေါ့နော်ဥဆောင်ပါဝင်မဲ့အမ်ချစ်စရာကောင်းမယ်အမ်ပြီးတော့ဟိုရီမောစရာကောင်းမယ်ပျော်စရာကောင်းမယ်အချက်ဟာတာကားမျိုးလေးပါကျွန်တော်နှစ်ယောက်ဥဆောင်ပါဝင်ပြီးတော့ကျွန်တော်ရမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေများစွာလည်းပါဝင်ပြီးတော့ဧည့်သည်တယောက်ဆောင်အနေနဲ့ပါဝင်အားပြေကြပါမယ်ခင်ဝင်းဝါနဲ့ကျွန်တော်နဲ့ကကျွန်တော်ရရီးစားစာဆိုတဲ့တခြင်းလေးစပြီးတော့ရိုက်ပါတယ် ပြီးတော့ဟိုဘက်ဗီဒီယိုရိုက်နေတော့ဗီဒီယိုခစ်မှာကျွန်တော်သူနဲ့ဗီဒီယိုကားတွေလည်းတွဲဖက်ရိုက်ရိုက်ကူပါတယ်တကြံပြတိုက်ရိုက်ပါတယ်ပြီးတော့ပြီးတော့မှတကြံပြတိုက်စရိုက်တယ်အာချုံမြိန်တော့လက်စားချေခြင်းဇက်ကားမှာရိုက်ပါတယ်ပြီးတော့ကျွန်တော်နဲ့သူနဲ့ကျွန်တော်အခုရုပ်ရှင်ပြန်ရိုက်တော့စိတ်ကကြိုးရိုက်ပါတယ်အနောက်မော်ဝင်ဖိတ်စာဆိုတဲ့ဇလံတွေရိုက်ပါတယ်ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဘဝမှာကျွန်တော်ရုပ်ရှင်ဇက်ကားအများဆုံး တွဲဖက်သရုပ်ဆောင်ဖြစ်တာကတော့ခင်ဝင်ဝါနေပါအဲ့လိုခက်မြန်များတော့မဟုတ်ဘူးဒါကကျွန်တော်ခုနပြောလိုက်တာကဒီပြီးခဲ့တဲ့10နှစ်ဇက်တိုက်လောက်အတွင်းမှာမာဆိုတော့ဒါ5ခုဖြစ်နေတာပါအဲကျွန်တော်ဒီသရုပ်ဆောင် တွဲဖက်သရုပ်ဆောင်ကိုထုတ်တဲ့ဇက်လန်ဟိုပါဘောနော်ဟိုရုပ်ရှင်ဆိုရင်ဒီဒီဇက်လန်နဲ့သူ့ဇက်ကောင်နဲ့တကယ်အဝင်ကွင်ကြဖြစ်မယ်လို့ယုံကြည်တဲ့သူကိုပဲရွေးချယ်ပြီးတော့ရိုက်ကူပါတယ် အပြင်လဲဟိုတကယ်လို့ဇက်လန်အဓိကတော့ဗျာကိုရိုက်ချင်တဲ့ဇက်လန်ဖြစ်ရမယ်ကိုရိုက်ချင်တဲ့ဇက်လန်ကိုလည်းဘလိုမျိုးစံထားပြီးတော့လဲဆိုတော့ကိုကြည့်ချင်တဲ့ကားဖြစ်ရမယ်အဲ့တော့ကိုလည်းကြည့်ချင်တယ်ကိုမပါဘူးဆိုလဲဒီကားတော့ကြည့်မယ်နောက်ပြီးတော့ဒီလိုကားမျိုးထဲမှာငါဝင်ရိုက်ချင်လိုက်တာကွာဒါမှမဟုတ်လဲဒီလိုကားမျိုးငါဖန်တီးချင်လိုက်တာကွာဆိုအဲ့လိုဇက်ကားမျိုးကိုပဲကျွန်တော်အဓိကထားပြီးတော့ရွေးချယ်ဖြစ်တာပါအဲတနေ့ရယ်လဲမဟုတ်ပါဘူးဗျကျွန်တော် အခုဒီနေ့ပိုင်းမှာတော့စိတ်ကကြွယ်ပြင်ဆက်လက်မှုပဲနှစ်ကားပဲရိုက်ဖြစ်ပါသေးတယ်အခုဒါဒီနိုင်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းပြီးရင်တော့လည်းနောက်ထပ်ရိုက်ကူဖို့ပြင်ဆင်ထားတာတော့ရှိပါတယ်ဒါမဲ့လည်းမသေးကြသေးပါဘူး